ိန်လိုနေလိုပေါ်ပါတဲ့တခိုးကြီးငတက်ပြားတခိုးကြီးငတက်ပြားကိုတော့တည်ပြီးသားဖြစ်မှာပါဒါပေမဲ့လည်းကျွန်တော်ရဲ့မတူညီတဲ့ creation နဲ့အတူရာသုံးလေးကိုပြန်နားထောင်ကြည့်လိုက်ရအောင်ပါလေကိုဖမ်းရင်ဖမ်းလို့ရမယ်ငတက်ပြားကိုတော့ဖမ်းလို့မရပါဘူးဆိုတော့ဆိုရိုးရှိခဲ့ပါတယ်ဒီလိုလူကိုဖမ်းနိုင်ခဲ့တဲ့ဘရင်တပါးတော့ရှိခဲ့ပါတယ်ဒါဆိုရင်တော့တခိုးကြီးငတက်ပြားအကြောင်းကိုစာလိုက်ရအောင်ပါ ူကြီးငတပြငွေကြေးချမ်းသာပြီးပြည်သူတွေစီကဂုံသွေးဆုပ်မျက်ကြီးစားခဲ့တဲ့ဝင်ကြီးတွေမူမတ်တွေစီကနေခိုးယူသူတယောက်ဖြစ်ပါတယ်။သူကခိုးယူပြီးတော့မရှိစင်းရဲသားတွေကိုပြန်ပြီးတော့ပေးတတ်ပါတယ်။ဒါကြောင့်ပဲပြည်သူတွေကတခိုးကြီးငတပြကိုချစ်ခင်ကြပါလေ။တရက်မှာတော့ငတပြဟာအဖမ်းခံခဲ့ရပါတော့တယ်။ငတပြကိုဖမ်းတဲ့သူကတော့အင်းဝပြည့်ရှင်သတို့မင်းဖျားပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ဟီးရိုးကြီးငတပြဟာအင်းဝမှာတောင်းကြမ်းလို့လို့အင်အားပြည့်နေတဲ့ ဘရင်ကဖမ်းငိုင်းခဲ့ပြီမဲ့ဘလို့မှဖမ်းမမိခဲ့ပါဘူးဒီလိုနဲ့ဘရင်ကငါတပြားကိုသူကိုယ်တိုင်ဖမ်းဖို့စီစဉ်ရပါတော့တယ်အတပြားကနန်းတော်တွေကိုဖောင်းဝင်မယ်လို့ကြားတဲ့သတင်းတွေအရသူကတခိုးဟန်ဆောင်ပြီးငါတပြားကိုစောင့်နေခဲ့ပါလေငါတပြားကလင်းနဲ့ကူးလာတဲ့ချိန်မှာပဲတခိုးတူကိုတွေးလိုက်ရတာကြောင့်မေးမြန်းလိုက်ပါတယ် ရင်တကူလဲငတပြားစီမှာတပဲခံလို့ကြောင်းပြောတဲ့အခါငတပြားလဲလက်ခံပြီးသူတို့နှစ်ဦးအတူပေါင်းပြီးခိုးကြပါတော့တယ်ငတပြားနဲ့သူပြင်လဲအမျက်ကြီးစားတဲ့ဝန်ထမ်းတွေကိုတွေးလိုက်ရတာကြောင့်အံ့ဩသွားခဲ့ရပါတယ်ဒီလိုနဲ့သူတို့ခိုးပြီးတဲ့အချိန်မှာအောင်ပွဲခံတဲ့အနေနဲ့အရက်သေးစာတောက်စားကြပါတော့တယ်ငတပြားလဲကောင်းမထောင်နိုင်အောင်တောက်လိုက်မိတာကြောင့်သူတတိရလာတဲ့အချိန်မှာနန်းတော်မှာကြိုးတုပ်ခံရပြီးအဖမ်းခံထားရမှန်းသိလိုက်ရပါတော့တယ် ဝင်းကြီးချိုလည်းသူတို့ပစ္စည်းအခိုးခံထားရတာဒီပါလာတာကြောင့်ဘရင်ကိုယ်တိုင်ပါဝင်နေတာဖြစ်တာကြောင့်မပြောရဲကြပါဘူးဒီလိုနဲ့ငတပြားကိုကိုမြို့ဖို့ပြင်ဆင်ကြပါတော့လေငတပြားလည်းမကြောက်တဲ့ပြင်ကြိုက်ရမှုရွေးရမစင်ဘရင်ရဲ့မိဖုရားလို့ပြောလိုက်ပါတယ်ဘရင်နဲ့ငတပြားရဲ့တတ္တိကိုသဘောကျပြီးနန်းတော်ထဲမှာမင်းမှုတန်းဖြစ်ခန့်လိုက်ပါတော့တယ် ူကြီးမင်းတို့တခြားတိထားတာရှင်ကွန်မန့်မှာမှန်သွားလို့ရပါတယ်ကျွန်တော်ကတော့ကြည့်ရှုသူတွေကောင်းမွန်အောင်ဗီဒီယိုအက်ဒီတင်စကိလ်ကိုဒါကောင်းမွန်အောင်ဦးစားပေးထားတာကြောင့်မပြည့်မစုံဖြစ်သွားခင်ကြိုတောင်းပန်ပါရစေအသေးသေးသောဗီဒီယိုတွေကြည့်အောင် follow ထားခဲ့ဖို့လည်းမမေ့ပါနဲ့နောက်ထပ်ဗီဒီယိုနဲ့အတူကျွန်တော်ပြန်လာခဲ့ပါဦးမယ်